စိတ်ဖိစီးမှုဆိုတာတကယ်တော့စိတ်နဲ့ခန္ဓာကိုယ်ရဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။တင်းတင်းမြတ်တဲ့ပမာဏလောက်မှဆိုရင်တော့စိတ်ဖိစီးမှုတွေကကျွန်တော်တို့အတွက်အကျိုးဖြစ်စေပါတယ်။ဒါပေမဲ့စိတ်ဖိစီးမှုများလာပြီးကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးစိတ်ကျန်းမာရေးနဲ့နေ့စဉ်ဘဝရဲ့လုပ်ငန်းဆောင်တာတွေမှာပါ ထိခိုက်လာပြီးဆိုရင်တော့စိတ်ဖိစီးမှုကိုလျှော့ချဖို့လိုအပ်လာပါပြီ။ဒါကြောင့်ဒီနေ့မှာတော့စိတ်ဖိစီးမှုကိုလျှော့ချလို့ရမယ့်ထိရောက်တဲ့နည်းလမ်းတွေကိုမျှဝေပြသွားမှာပဲဖြစ်ပါတယ်။ ဆိုတော့အဆုံးထိနေတော့ပြီးသွားပါအောင်နော် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast by DK YouTube channel လေးအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ psychology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ mental နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့ podcaster ကိုတက်ကြောပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တွေက safe phi စီမှုတွေကိုဘယ်လိုချော့ချလို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုအဆွေးနွေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်အရင်အရင်တပတ်တုန်းကပေါ့နော်စိတ်ဖြည်စီမှုတွေအကြောင်းကိုပြောခဲ့တဲ့ podcast လေးတစ်ခုလည်းရှိပါတယ်ပြောရရင်ဒီ podcast လေးကအဲ့ဒီ podcast လေးရဲ့ asset လို့ပြောရမှာပေါ့နော်အဲ့ဒီ podcast တွေမှာဆိုရင်ကျွန်တော်ကကျွန်တော်တို့စိတ်ဖြည်စီမှုဆိုတာဘာလဲစိတ်ဖြည်စီမှုတွေဘာကြောင့်ဖြစ်တာလဲစိတ်ဖြည်စီမှုတွေဖြစ်လာတဲ့အခါမှာစိတ်ဖြည်စီမှုတွေအများများလာတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဘယ်လိုမျိုး တက်ရောက်မှုတွေဖြစ်စီလဲဆိုတဲ့အကြောင်းအရာတွေကိုအဲ့ဒီ podcast တွေထဲမှာကျွန်တော်မျှဝေထားပါတယ်တကယ်လို့နားမထောင်အောင်သိဘူးဆိုလို့ရှိရင်အဲ့ဒီ podcast တွေကိုအရင်နားထောင်ဖို့အတွက်အဲကျွန်တော်အကြံပြုချင်ပါတယ်ဒီကြားထဲမှာကျွန်တော် podcast လေးတွေလောက်တာနည်းနည်းတော့အာအလန်ဝေးွားတယ်ပေါ့နော်ပြောရရင်နှစ်ပတ်လောက်ကြာွားတယ်အဓိကကတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကြားထဲမှာကြောင်တက်ဖို့အတွက်အလိုမျိုး interview တွေဖြေနေရတာရယ်ပြီးတော့တခြားအလုပ်ကိစ္စလေးတွေနည်းနည်းအလောက်ရှုံနေတာအကြောင်းမလို့ပေါ့နော် အဲဒီ podcast တွေကိုမလုပ်ဖြစ်တာပါအဲအဲ့အတွက်လည်းတောင်းပန်ပါတယ်ဗောနော်ကြားထဲမှာနှစ်ပတ် တောင်မှအဲချားသွားတဲ့အတွက်လည်းတောင်းပန်ပါတယ်အဲဆိုတော့ဒီနေ့ podcast မှာတော့ကျွန်တော်အဓိက ပြောချင်တာကစိတ်ဖြစ်စီမှုကိုဘယ်လိုရှင်းရှင်းလို့ရမလဲဆိုတဲ့နီလန်လေးတွေကိုပြောချင်တာဖြစ်ပါတယ်တကယ်တော့စိတ်ဖြစ်စီမှုကိုရှင်းရှင်းလို့ရတဲ့နီလန်တွေကတော့အများကြီးရှိတယ်ဗောနော်အင်တာနက်မှာရိုက်ရှာကြည့်လို့လည်းရတယ် AI ကိုသွားမေးကြည့်လို့လည်းရတယ်ဗောနော်အာအများကြီးမှအများကြီးပဲအဲ့ကြလို့ရှင် ထွက်လာလိမ့်မယ် ဲ့ဒီထဲမှာကျွန်တော်ကဒီထိရောက်မှုရှိရပြီးသွားလို့ရှိရင်သိပ္ပံနေကြတယ်ပေါ့နော်သိပ္ပံနေကြလဲတကယ်ထိရောက်မှုရှိရဒီ activities လေးတွေကိုကျွန်တော်မျှော်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပထမတစ်ခုကဘာလဲဆိုတော့ exercise ပေါ့နော်လေ့ကျင့်ခန်းလုပ်တာလေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာအမျိုးမျိုးဖြစ်နိုင်တယ်လမ်းလျှောက်တာဒါမှမဟုတ်ဂျင်ကိုသွားပြီး workout လုပ်တာလေကားတွေကိုအစင်းတက်လုပ်တာဘာပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ကိုလှုပ်ရှားမှုလို့ခေါ်ရမှာပေါ့ ဲ့လိုခန္ဓာကိုယ်လှုပ်ရှားမှု လုပ်တဲ့အခါတိုင်းမှာတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က endorphin ဆိုတဲ့ဟော်မုန်းကိုထွက်တယ်ပေါ့နော်အဲ့ဒီဟော်မုန်းကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ mood ကိုသူကအာပျော်ရွှင်လောင်လုပ်ပေးတယ်ပေါ့နော်ပျော်လောင်လုပ်ပေးတယ်ပြီးတော့ stress hormone တွေဖြစ်တဲ့ cortisol တို့ adrenaline တို့အဲ့ဒီ hormone တွေကိုလည်းသူကတိုက်ဖြတ်ပေးတယ်ပေါ့နော် regulate လုပ်ပေးတယ်အဲ့လိုခန္ဓာကိုယ်လေ့ကျင့်ခန်းလောက်တာခန္ဓာကိုယ်လှုပ်ရှားမှုလောက်တာက သွေးလက်ပတ်မှုကောင်းတဲ့အတွက်ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းရုံသာမကဘူးပေါ့နော်။အုံနောက်အတွက်ကိုလည်းအများကြီးအထောက်အကူပြုတယ်လို့ကျွန်တော်မှတ်သားဘူးတယ်။ဘယ်မှလဲဆိုတော့ဒီ new scientist Wendy Suzuki လို့အတန်ထွက်မလာမသိဘူး။အဲ့ new scientist တယောက်ရဲ့ tag talk လေးရှိတယ်။ဒါကြလို့နားလောက်ကျင်နေဆိုလို့ရှိရင်ကျွန်တော်ဒီ podcast ရဲ့ comment မှာလည်း link လေးချပေးထားမယ်ပေါ့နော်။အဲ့မှာဆိုရင် तू ကဘာပြောထားလဲဆိုတော့လေ့ကျင့်ခန်းလုပ်တာကတဲ့။ ဒီကျွန်တော်တို့အုံနောက်မှာဗောနော်ကျွန်တော်တို့အတွက်အကျိုးပြုတဲ့အပိုင်းနေအဓိကအဖြစ်စဉ်းစားမှုဗောနော် focus လောက်တာအာယုံစိုက်တာပြီးတော့တော့ mood memory မှတ်သားမှုဗောဒီ AI နဲ့ပတ်သက်တဲ့အပိုင်းနေကို သူက မြင့်တင်ပေးတယ်ဗော like uh hippocampus တို့ prefrontal cortex တို့ဒီအပိုင်းနေကိုသူကမြင့်တင်ပေးတယ်တဲ့ အာအဲ့ဒီလိုမြင့်တက်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ mood ကိုလည်းချက်ချင်းလက်ငင်ကောင်းစေတယ်ချက်ချင်းလက်ငင်ဆိုတာအခုချက်ချင်းကအဲ့လိုလမ်းလျှောက်လိုက်လို့ရှိရင်အခုချက်ချင်း mood ကတမျိုးပြောင်းသွားနိုင်တယ်အခုချက်ချင်းအဲ့လိုမျိုးခန္ဓာကိုယ်လှုပ်ရှားမှုလေးလှုပ်လိုက်လို့ရှိရင်ပဲအခုချက်ချင်းသူကအကျိုးရနိုင်တယ်ပေါ့နော်ပြီးတော့ရေရှည်မှလည်းကျွန်တော်တို့အာယုံဆူဆိုင်မှုတွေပိုကောင်းလာစေတယ်မှတ်ဉာဏ်တွေပိုကောင်းလာစေတယ်ပေါ့နော်ဒါ့အပြင် safety မှုတွေကိုလျှော့ကြတဲ့အခါမှလည်းဒီလေ့ကျင့်ခန်းလှုပ်တာကအများကြီးအထောက်အကူပေးနိုင်တယ် ပြီးတော့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအဖြစ်လဲအတွေးတွေနှဲွားတယ်ပေါ့နော်အဓိကအဖြစ်ဘယ်လိုလဲဆိုတော့လေ့ကျင့်ခန်းလုပ်တဲ့ကိုကဥမာယောဂလုပ်တယ်ပဲဆိုတော့ယောဂလုပ်တဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ attention ကဘယ်မှာရှိလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်လှုပ်ရှားမှုမှာရှိမယ်ပြီးတော့ကျွန်တော်တို့အသက်ရှူတာပေါ်မှာအလိုရှိမယ်ပေါ့နော်အဲ့ဒီခါကျွန်တော်တို့အတွေးတွေနှဲသွားတယ်အတွေးတွေနှဲသွားတော့စိုးရိမ်စိတ်တွေနှဲသွားပြီးတော့စိတ်ပီစီမှုတွေကပို့ပြီးတော့နှဲလာစေတယ်ပေါ့နော်ဆိုတော့ အာဒီလေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်လေးကတော့လူတိုင်းလုပ်တဲ့နဲ့အလေ့အကျင့်လေးဖြစ်ပါတယ်။အာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောစိတ်ဖိစီးမှုတွေလျှော့ချဖို့အတွက်ကောပေါ့နော်။လေ့ကျင့်ခန်းဆိုတဲ့နေရာမှာအမျိုးမျိုးလုပ်လို့ရတယ်။ကိုကြိုက်တာကိုလုပ်ပေါ့နော်။လမ်းလျှောက်တာ၊လေကအတက်အစင်းလုပ်တာ၊နောက်မှောက်တရှင်းဖွင့်ပြီးတော့ကတာဒါလေးရတာပဲ။ယောဂလုပ်တာ၊အကျောလျှော့တာ၊ stretching အများကြီးမှအများကြီးရှိတယ်ပေါ့နော်။ရေကူးတာတချို့ဆိုလို့ရှိရင်ဘောလုံးကန်တာ၊ဂျင်သွားတာစသဖြင့်အများကြီးလုပ်လို့ရတယ်။ဆိုတော့ အဓိကပြောချင်တာကတော့စိတ်ဖြစီမှုကိုချောရှားဖို့ပထမဆုံးနည်းလမ်းတစ်ခုကတော့ကျွန်တော်တို့ခန္ဓာကိုယ်လေ့ကျင့်ခန်းခန္ဓာကိုယ်လှုပ်ရှားမှုလုပ်တာဖြစ်ပါတယ်ဒုတိယနည်းလမ်းတစ်ခုကဘာလဲဆိုတော့ deep breathing exercise လို့ခေါ်ရဲပေါ့နော်အသက်ကိုဝါဝါရှူတာရှည်ရှည်ရှူတာကျွန်တော်တို့တွေကစိတ်ဖြစီမှုများနေတဲ့အခါမှာအသက်ကိုဘယ်လိုရှူလဲဆိုတော့အာမြန်မြန်ရှူတယ်အလိုတိမ်တိမ်ရှူတယ်ပေါ့နော်တိမ်တိမ်ဆိုတာကဒီ shallow breathing ပေါ့အဲ့လိုမျိုး အဲ့လိုအဲ့လိုမျိုးပေါ့နော်အရန်မြန်မြန်ရှူတယ်တိမ်တိမ်လေးပဲရှူတယ်အဲ့လိုမျိုးအပေါ်ရန်လေးပဲရှူတယ်ဒါကစိတ်ဖြစ်စီမှုများတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ကဖြစ်တဲ့ response ပေါ့အဲ့ဒါကိုကျွန်တော်တို့ကပြောင်းပြန်လုပ်လိုက်တယ်ပေါ့နော် deep breathing အဲ့လိုအတက်ကိုဝါဝါရှူတယ်ရှည်ရှည်ရှူတယ်အဲ့လိုရှူလိုက်လို့ရှင်ကျွန်တော်တို့ကအုံနောက်ကိုဘယ်လိုမျိုး message ပေးရလဲဆိုတော့အာငါက အန္တရာယ်ရှိနေတဲ့အခြေအနေမှာမဟုတ်ဘူး။ငါကဒီလုံခြုံတဲ့ဘေးကင်းတဲ့အခြေအနေမှာရှိတယ်ဆိုပြီးတော့ message ပေးလိုက်တာ ਨੇ အတူတူပဲပေါ့နော်။အဲအဲ့လိုမျိုးအတက်ကိုဝေါ်ဝါးချေချေရှူလိုက်တာ ਨੇ ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကချက်ချင်းကြုံလာနိုင်တယ်။ဥပမာ အာနှလုံးခုန်နေမြန်နေလို့ရှိရင်နှလုံးခုန်ကချက်ချင်းပေါ့နော်အာခဏလေးအဲ့လိုမျိုး deep breathing 10 minute 10 minute လောက်လုပ်လိုက်ရုံနဲ့နှလုံးခုန်တွေကအလိုလိုညော့သွားနိုင်တယ်ပြီးတော့သွေးပေါင်ပေါ့နော်သွေးတိုးတာဒီကျွန်တော်တို့စိတ်ဖိစီးမှုများတဲ့အခါမှာသွေးကချက်ချင်းတိုးနိုင်တယ်အဲ့တော့ deep breathing လုပ်လိုက်လို့ရှိရင်ဒီသွေး pressure ပေါ့နော်သွေးပေါင်ချိန်လည်းညော့သွားနိုင်တယ်ပြီးတော့ muscle tension ပေါ့ကျွန်တော်တို့အဲ့လိုမျိုးစိတ်ဖိစီးနေတဲ့အခါမှာလူတော်တော်များများကအဲ့လို အာကြွက်သားတွေကို တောင့်တင်းထားကြတာများတယ်ပေါ့နော်ဒါမသိစိတ်ကနေဖြစ်တာဗျအာကိုယ်တိုင်အဲ့လိုမျိုးတောင့်တင်းနေရမဟုတ်ဘူးသူ့အလိုလိုတောင့်တင်းနေတာအာ deep breathing လုပ်လိုက်တဲ့အခါမှာကျတော့ကျွန်တော်တို့က safe ဖြစ်သွားပြီဆိုပြီးတော့အုံနောက်ကိုတရင်ပို့လိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်က muscles တွေကိုလည်းသူကရော့ကြစေတယ်ပေါ့နော်အာပြီးတော့ဒီသွေးတွင်းမှာကျွန်တော်တို့ oxygen နဲ့ carbon dioxide ရဲ့ပမာဏကိုလည်းသူကထိန်းညှိပေးတယ်တဲ့အဓိကကတော့ဒီ deep breathing လုပ်တာက stress ဖြစ်တဲ့ symptoms တွေပေါ့နော်ခန္ဓာကိုယ်မှာ stress ဖြစ်တဲ့အခါမှာဖြစ်တဲ့နှလုံးခုန်မြန်တာတွေအဲ့လိုမျိုး muscle tension တွေဖြစ်တာတွေဒါမျိုးတွေကိုသူကပျောက်ကင်းစေတယ်ပေါ့နော်ပျောက်ကင်းစေပြီးတော့ကျွန်တော်တို့ရဲ့စိတ်မှာလည်းစိတ်ဖိစီးမှုကိုသူကအများကြီးရောကြစေတယ်ဒါလည်းသိပ္ပံပညာရှင်တွေတော်တော်များများကထောက်ခံထားတဲ့နီလန်တစ်ခုပဲပေါ့နော်အာ deep breathing နီလန်ကတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ဘယ်နေရာမှာမဆိုလှုပ်လို့ရတယ်အခုတော့ live လုပ်ကြည့်လို့ရတယ်အာဝင်လေထွက်လေကိုသူတို့ကနံပါတ်ကလေးတွေမှတ်ပြီးတော့ အာဒီအသက်ရှူတာဗောနော်ဥမာဝင်လေ1 2 3 4ထွက်လေ1 2 3 4ဒါမျိုးဗောနော်ကျွန်တော်တို့ deep breathing လုပ်လို့ရတယ်တချို့ကျတော့အဲ့လို box breathing ဆိုတာလည်းရှိသေးတယ်အဲ့ဒါကျတော့ဘယ်လိုလဲဆိုတော့ဝင်လေ1 2 3 4အာပြောရရင်ခဏ hold လောက်တယ် hold လောက်တယ်ဆိုတာအသက်ကိုအောင့်ထားမယ်ပေါ့နော်၄စက္ကန့်ထပ်ပြီးအောင့်မယ် 1234ပြီးတော့မှထွက်လေ1234ဒီလိုမျိုး box breathing နီး deep breathing နီးတွေကလည်းကျွန်တော်တို့စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာအများကြီးအထောက်အကူပြုနိုင်နေပေါ့နော်ချက်ချင်းတော့ကျွန်တော်တို့အလိုအသက်ရှူဖို့တတိယချိန်မှာရမယ်ပေါ့နော်ပထမမှာတော့ကျွန်တော်တို့တွေကအဲ stress ဖြစ်တိုင်းဖြစ်တိုင်းအသက်ရှူဖို့အတွက်ကိုယ့်ကိုယ် remind လုပ်တဲ့ဟာလေးတွေလှုပ်ထားဖို့တော့လိုမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြတာကအသက်ရှူတာမဟုတ်ဘူးလေဟုတ်တယ်မလားအာစိတ်ဖိစီးမှုများတဲ့အခါမှာဆိုတော့ အလေးချင်းတစ်ခုကိုကျွန်တော်တို့ကချက်ချင်းပြောင်းလဲလိုက်တဲ့အခါမှာအဲ့လို reminder လေးတွေလိုတယ်ပြီးတော့အချိန်ယူဖို့လိုတယ်ပေါ့နော်အချိန်တစ်ခုယူဖို့လိုတယ်အဲ့လိုမျိုးအလေးချင်းလုံရင်းလုံရင်းထဲမှာကျွန်တော်တို့နောက်ပိုင်းစိတ်ဖိစီးမှုများလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ချက်ချင်းရောအဲ့လိုအသက်ရှူတာမှာအာယုံစိုက်ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒုတိယနည်းလမ်းကတော့ deep breathing အသက်ကိုဝဝနဲ့ရှည်ရှည်ရှူတာပဲဖြစ်ပါတယ်စိတ်ဖိစီးမှုကိုလျှော့ချဖို့တတိယနည်းလမ်းတစ်ခုကတော့အာကျွန်တော် personally favorite ပေါ့နော်ကျွန်တော်အကြိုက်ဆုံးနည်းလမ်းဖြစ်ပါတယ် အဲ့ဒါကတော့ဘာလဲဆိုတော့ mindfulness ဖြစ်ပါတယ် mindfulness လို့ပြောလိုက်တဲ့အခါမှာအဲ့ဒီအောက်မှာအများကြီးပေါ့နော်နီးလန်းနေအများကြီးထက်ပြီးတော့ရှိသွားတယ်အာအရိုးအချင်းဆုံးနားလည်အောင်ပြောပြရမယ်ဆိုရင်တော့ mindfulness ဆိုတာဘာပဲလုပ်လုပ်တတိနဲ့လုပ်တာကိုကျွန်တော်တို့ mindfulness လို့ခေါ်တယ်။အဲ့ဒီမှာတရားထိုင်တာ meditation လဲပါသွားတယ်ပေါ့နော်။ဒါပေမဲ့တရားထိုင်တာတခုလည်းတော့မဟုတ်ဘူးဗျ။အာဘာပဲလုပ်လုပ်ဘာ activity ပဲလုပ်လုပ်ကျွန်တော်တို့တတိနဲ့လုပ်တယ်ဆိုလို့ရှိရင်ဒါ mindfulness လို့ပြောလို့ရပါတယ်။ ဥပမာကျွန်တော်အခုစကားပြောနေတယ်စကားပြောတာကိုကျွန်တော်တတိနဲ့ပြောလို့ရှိရင်ဒါကျွန်တော် mindfulness လေ့ကျင့်နေတာပဲနားထောင်နေတဲ့သူကလည်းအတူတူပဲ နားထောင်တဲ့အခါမှာစိတ်ကိုဘယ်မှမရောက်ပဲနဲ့ဒီကျွန်တော်ပြောနေတဲ့အတန်မှာပဲစိတ်ကိုအာရုံစူးစိုက်ထားမယ်ဆိုလို့ရှင်ဒါ mindfulness လေ့ကျင့်နေရပဲလို့ပြောလို့ရတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်တဲ့အခါပေါ့နော်အဝိ့လျှော်တဲ့အခါပဲဖြစ်ဖြစ်ပကံစီတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်နေတဲ့အလုံးမှာပစ္စုပ္ပန်မှာပေါ့နော်အဓိကတော့ mindfulness ဆိုတဲ့စလုံးပြောလိုက်လို့ရှင်ပစ္စုပ္ပန်မှာစိတ်နေတာအာပစ္စုပ္ပန်မှာကျွန်တော်တို့အာရုံစိုက်ပြီးတော့လုပ်နေတဲ့အလုပ်ကိုတတိလေးနဲ့လုပ်တာဒါကိုကျွန်တော်တို့ mindfulness လို့ခေါ်တယ် mindfulness အလေးအကျင့်တွေကလည်းကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေကိုအများကြီးချွတ်ချပေးနိုင်တယ်ဗျ။အဓိကကတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြစ္ဆုတ်ပံမှာစိတ်ကရောက်နေတဲ့အခါမှာအတိတ်နဲ့အနာဂတ်ကိုမတွေးမိတော့ဘူးဗျာ။လူအများစုကအတိတ်အကြောင်းတွေးမိလို့ရှိရင်အဲ့လိုနောင်တရစရာတွေပဲမကောင်းတဲ့အရာတွေကိုပဲကျွန်တော်တို့တွေးပြတာများတယ်။အနာဂတ်ဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ပူပန်စရာတွေကြောက်ကြစရာတွေဒါတွေကိုကြိုပြီးတော့တွေးမိတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့စိတ်ကပြစ္ဆုတ်ပံမှာရောက်နေတော့အဲ့ဒီအတွေးတွေမဝင်တော့ဘူး။ အတွေးတွေမဝင်တဲ့အတွက်ကြောင့်ပဲကျွန်တော်တို့စိတ်ဖြစီမှုကလည်းတော်တော်ကြီးကိုနေသွားတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဘာပဲလှုပ်လှုပ်တတိလေးနဲ့လှုပ်တဲ့အလေးအကျင့်ရလာတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာတခခုအလိုတင်းနေရယ်ဥပမာနှစ်ဖူးကြောတွေအရန်တင်းနေတယ်မျက်လုံးကြောတွေအရန်တင်းနေတယ်ဆိုရင်တန်းပြီးတော့တတိထားမိတယ်အဲ့လိုပဲစိတ်မှလည်းကျွန်တော်တို့တင်းကျပ်နေတယ်ရင်ဘတ်ထဲမှာတင်းနေတယ်အဲ့လိုမျိုးပေါ့အဲစိတ်ခံစားမှုမကောင်း tension လေးဖြစ်သွားတယ်ဒါမျိုးဆိုလို့ရှိရင်လေဒီ mindfulness အလေးအကျင့်လုပ်တဲ့အခါမှာချက်ချင်းတန်းပြီးတော့ သိနိုင်တယ်ပေါ့နော်ဆိုတော့ဒီ mindfulness နီလန်ကလည်းစိတ်ဖြစီမှုရှောက်ရှားဖို့အတွက်အများကြီးအများကြီးကိုအထောက်အကူပြုတဲ့နီလန်တစ်ခုဖြစ်ပါတယ် mindfulness နီလန်တွေကတော့အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာတော့အကုန်မပြောတော့ပါဘူးအာနောက်ကြမှာကျွန်တော် mindfulness နဲ့ပတ်သက်ပြီးတော့လည်း podcast တွေပဲဖြစ်ဖြစ်ဒီ webinar ပဲဖြစ်ဖြစ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်လုပ်ပေးသွားပါအောင်မယ်အဲကျွန်တော်ရဲ့ channel မှာလည်းကျွန်တော်နဲ့ mindfulness ဆိုတဲ့အာ podcast series လေးတော့ရှိပါတယ် အာတကယ်လို့စိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော် link ချပေးထားပါမယ်အဲ့ဒီမှာသွားပြီးတော့ mindfulness အကြောင်းကိုအသေးစိတ်ပေါ့နော်နားထောင်လို့ရပါတယ်ဗျနောက်ထပ် safe vision ကိုချော့ချဖို့၄ခုမြောက်နီလန်ကတော့ဗာလဲဆိုတော့ social connection ပေါ့နော်လူတွေနဲ့ထိတွေ့ဆက်ဆံတာပါလူသားတွေကကျွန်တော်တို့ဟိုးအရင်ကလေးကပေါ့နော်တယောက်တည်းနေခဲ့တဲ့တတ္တဝါတွေမဟုတ်ဘူးဗျကျွန်တော်တို့အုပ်စုလိုက်ပေါ့နော်အဲ့လိုမျိုးအတင်းအဖွဲနဲ့အဲ့လိုမျိုးအပေါင်းအဖော်တွေနဲ့နေခဲ့ကြတဲ့တတ္တဝါတွေဖြစ်တယ် အဲ့တော့ကျွန်တော်တို့ social connection နေနည်းနေလို့ရှိရင်လည်း safe visa မျိုးကပိုဖြစ်နိုင်တယ်။အဥမာဗျာကျွန်တော်တို့ safe visa ဇာတ်ရီကြုံလာရင်တော့မှကျွန်တော်တို့မှအဲ့လိုမျိုးကျွန်တော်တို့ဘေးမှာဝန်းရံပေးမဲ့ support လုပ်ပေးမဲ့တငယ်ချင်းတွေကျွန်တော်တို့ရင်ဖွင့်လို့ရမဲ့တငယ်ချင်းတွေမိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ safe visa မျိုးကပို့ပြီးတော့အာရော့ကြနိုင်တယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်တို့နောက်မှာအဲကျွန်တော်တို့ကို support ပေးနေတဲ့တငယ်ချင်းတွေအဲ့လိုမျိုးမိတ်ဆွေတွေရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ခံစားရတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်းအောက်ဆီတိုဆင်လို့ခေါ်တဲ့ဟော်မုန်းကို ထုတ်ပေးတယ်ပေါ့နော်အာအများစုကတော့အဲ့ဒါကို love hormone အချစ်ဟော်မုန်းလို့ခေါ်ကြတယ်ပေါ့နော်အာဒါပေမဲ့အဲ့ဒါကဘလို့အချိန်နေမှာထွက်တာလဲဆိုတော့ဒီကိုယ်သဘောကျတဲ့သူတွေနဲ့ကျေးသူကြီးစားမှာတော့မဟုတ်ပါဘူးအာ social connection တခုခုပေါ့နော်အဲ့လိုမျိုးကိုယ်အတွက်အထောက်ပံ့ရတယ်လို့ခံစားရတဲ့အခါမျိုးမှာဒီဟော်မုန်းကထွက်တယ်ပေါ့နော်အဲ့ဒီဟော်မုန်းကကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ stress hormone cortisol တို့ adrenaline တို့ ဲ့ဒီဟော်မုန်းတွေကိုသူကစန့်ကျင်ဘက်ပြောင်းလဲပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့စိတ်ကိုတည်ငြိမ်စေတယ်ကျွန်တော်တို့ကိုပျော်ရွှင်စေတယ်ပေါ့နော်ဆိုတော့အာပြီးတော့ကျွန်တော် research တစ်ခု dialect talk ကနေပဲနားထောင်ပူတာပေါ့နော်အာအပျော်ရွှင်ဆုံးလူသားတွေကတဲ့ဘယ်လိုလူတွေလဲဆိုတော့သူတို့ရဲ့ relationship တွေ relationship တွေဆိုတဲ့နေရာမှာပေါင်းသင်းဆက်ဆံရေးပေါ့နော်သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာအဆင်ပြေကြတဲ့သူတွေများတယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့ safety စီမှုတွေရှော့ချတဲ့အခါမှာလည်းဒီလိုမျိုး social connection တွေလူသားတွေနဲ့ထိတွေ့ဆက်ဆံတာပြောဆိုတာဒါတွေကလည်းကျွန်တော်တို့အတွက်အများကြီးအထောက်အကူပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့အာပေါင်းသင်းဆက်ဆံရေးဆိုတာကျွန်တော်နားလဲအရန်တော့အများတန်းတော့အဆင်ပြေနေမှာတော့မဟုတ်ဘူးကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးဆိုတော့ mutual ဖြစ်တဲ့အတွက်ကြောင့်မလို့တခါတလေတော့လည်းအဖို့ထစ်လေဖြစ်တယ်ပေါ့နော်အာပြီးတော့စိတ်ဝင်စားစရာကောင်းတာကဒီ social connection ပေါ့နော်ပေါင်းသင်းဆက်ဆံရေးတွေကပဲကျွန်တော်တို့ကို ဆေးဖီစီမှုရောကြစေနိုင်တယ်လို့ဒီပေါင်းသင်းဆက်ဆံရေးကနေရတဲ့ဆေးဖီစီမှုကလည်းအာအများဆုံးဖြစ်မယ်လို့ထင်တယ်ပေါ့နော်အာဆိုတော့ဒါလေးကတော့ဂယူဆိုင်ဖို့တော့လိုတယ်ပေါ့ ကိုစိတ်ဖိစီးနေလို့တွားပြီးတော့ဆက်သွယ်တဲ့အခါမှာအဲ့ဒီလူကကို့အတွက်တကယ်ကော supportive ဖြစ်ရဲ့လားသူကကောကိုကို support ပေးနိုင်တဲ့အခြေအနေမှာစိတ်အခြေအနေမှာရှိနေရဲ့လားဆိုတော့တစ်ချက် check လုပ်ဖို့တော့လိုတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့သူ့ဘက်ကလည်း stress ဖြစ်နေတယ်သူကစိတ်မရှိဘူးကိုကလည်းအာကိုဖြစ်ချင်တာတွေကိုပြောတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါင်းသင်းဆက်ဆံရေးဒီမှာအဆင်မပြေဖြစ်ပြီးတော့ပို့ပြီးတော့တော့ stress များလာစေနိုင်တယ်ပေါ့နော်ဒီတစ်ချက်လေးကတော့ကျွန်တော်တို့တတိထားစရာလေးပေါ့နော် ဆေးဖြစ်စီမှုကိုလျှော့ချဖို့နောက်ဆုံးနီလန်တစ်ခုကတော့ဗာလဲဆိုတော့ journaling လောက်တာပါပဲဒါကျွန်တော်ဒီကျွန်တော်ရဲ့ channel မှာလည်းမကြာခဏပြောလေးရှိတယ်ဗောနော်ကျွန်တော်တို့ရဲ့အတွေးတွေကျွန်တော်တို့ရဲ့ခံစားချက်တွေကိုစာရွက်ပေါ်မှာချရေးလိုက်တာဗောနော်စာရွက်ပေါ်မှာပဲဖြစ်ဖြစ်ဖုန်းထဲမှာပဲဖြစ်ဖြစ်တခုခုမှအလိုစက်ကလုံးနေအနေနဲ့ချရေးလိုက်လို့ရှင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာနေရာအလွတ်ဖြစ်သွားတယ်ဗောနော် space တခုရလာတယ်ပြီးတော့ကျွန်တော်တို့စိတ်ဖြည်စီနေတယ်ဆိုရင်လည်းအဲ့လိုမျိုးချရင်ချရင်နေမှာကျွန်တော်တို့ emotion တွေကို process လုပ်နိုင်လာတယ်။ပြီးတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာတောက်လျှောက်ထက်ခါတလဲလဲတွေးမိနေတဲ့အတွေးတွေကိုစာရွက်ပေါ်မှာချရေးလိုက်ခြင်းအပြင်ကျွန်တော်တို့မတူညီတဲ့ shoot out ကနေပြီးတော့မြင်နိုင်တယ်ပေါ့နော်။ပြီးတော့အဲ့လိုမျိုးခေါင်းထဲမှာရှိနေတဲ့ information တွေကိုအဲ့လိုစာရွက်ပေါ်မှာချရေးလိုက်တော့ကျွန်တော်တို့အဲ့ဒါကိုထက်ခါတက်ခါတွေးနေဖို့မလိုတော့ဘူး။မလိုတော့တဲ့အတွက်ကြောင့်မလိုပဲကျွန်တော်တို့ရဲ့စိတ်မှာ အာချင်းလင်းပြီးတော့ဒီစိတ်ပီစီမှုတွေကိုလည်းရောကြစေတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ research တွေလည်းအများကြီးရှိတယ်ပေါ့နော်။အဲအဲ့ဒီ research တွေကဘာပြောလဲဆိုတော့ပုံမှန် journaling လုပ်တဲ့သူကတဲ့အဲ့လိုမျိုးစိတ်ပီစီမှုတွေနဲ့ကြုံလာလို့ရှင်သူကအာပို့ပြီးတော့ cope လုပ်နိုင်တယ်ပေါ့နော် cope လုပ်နိုင်တယ်ဆိုတာပို့ပြီးတော့ဖြေရှင်းနိုင်တယ်။ပြီးတော့အဲ့လိုမျိုး anxiety တို့ depression တို့အဲ့ဒါတွေနဲ့ဆက်နွယ်နေတဲ့အာလက္ခဏာတွေပေါ့နော်။အဲ့ဒီလက္ခဏာတွေကိုလည်းသူက အာရှော့ရှာနိုင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ရဲ့အဲ့လိုမျိုးအတွေးတွေကိုချရေးလိုက်တော့ကျွန်တော်တို့ကတခြားသူတရားအနေနဲ့ကိုယ့်အတွေးကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်လို့ရတာပေါ့နော်အာတခါလေကျတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာလို့အတွေးတွေကများပြီးတော့ဗျာအာစဉ်းစားလို့မရဘူးပေါ့နော်ဟိုအတွေးတွေဒီအတွေးတွေအဲ့လိုမျိုးလှုပ်ရှားရှိတာတွေစသဖြင့်အတွေးပေါင်းများစွာကအဲ့လိုမျိုးခေါင်းထဲမှာနေရာယူနေတော့ကျွန်တော်တို့အတွက်စဉ်းစားဖို့နေရာမရှိဘူးဖြစ်နေတာ တော့ journaling လုပ်ပြီးတော့ချရေးလိုက်ခြင်းအပြင်ကျွန်တော်တို့အဲ့ဒါကိုထပ်ပြီးတော့တွေးစရာမလိုတော့ဘူးလုံးစရာတွေဆိုရင်လည်းကျွန်တော်တို့ချရေးထားပြီးဖြစ်တယ်ကြောင့်မလို့အဲ့လိုအာမေ့သွားမှမစိုးရိမ်ရတော့ဘူးပေါ့နော်အကောင်းထဲမှာမှတ်ထားဖို့မလိုတော့ဘူးပြီးတော့ကောင်းထဲမှာအဲ့လို space ရလာတဲ့အတွက်အဲ့ရလာတဲ့ space မှာကျွန်တော်တို့ကအာထပ်ပြီးတော့ပေါ့နော် solution ကိုစဉ်းစားလို့ရသွားတယ်ဆိုတော့ journaling လုပ်တဲ့အလေးအကျင့်လေးလည်းလုပ်ကြည့်ကြပါခက်တော့မခက်ပါဘူးအဓိကတော့ စောက်တုတ်ထားတာပေါ့နော်စောက်တုတ်ထားပြီးတော့အဲကိုတွေးမိတဲ့အတွေးတွေကိုလှုပ်ရှားရှိတဲ့အလုပ်တွေပြီးကိုခံစားရတဲ့ခံစားချက်ကလေးတွေကိုချရေးကြည့်ပါတကယ်လို့မလုပ်တတ်ဘူးဆိုလို့ရှိရင်အဲ့လိုမျိုး online မှာရိုက်ရှာကြည့်လို့လည်းရပါတယ်ဒီ journaling နဲ့ပတ်သက်ပြီးတော့ပေါ့နော် prompts တွေရှိတယ် journal လုပ်နည်းတွေပေါ့နော်တခြား creators တွေတင်ထားတာလည်းရှိတယ်တကယ်လို့စိတ်ဝင်စားရဆိုရင်လည်းကျွန်တော်နောက်ပိုင်းမှာဒီ journaling နဲ့ပတ်သက်ပြီးတော့အာကျွန်တော်လုပ်ဖြစ်တဲ့နီလန်းလေးတွေပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်မျှဝေပေးပါမယ် ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်က save PC mode တွေကိုချော်ချဖို့အတွက်ထိရောက်တဲ့နီလန်ငါးကိုကိုမျှဝေပြသွားတာပဲဖြစ်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကအခုနားထောင်နေတဲ့သူအတွက်အကျိုးတစုံတရာရရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပြီးဖို့တောင်းဆိုပါရစေ။အဲဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲ။အဆုံးနေနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ရဲ့နောက်ထပ် podcast တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။ Bye bye ပါ။